ားလုံးပဲမင်္ဂလာပါရှင်ကတူမတီအော်ဒါကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။စီစားမှာကြောက်တဲ့ customer များအတွက်အခုညီမပေါ့နော် GAC Toyota V6 48 brand new အသစ်ဆက်ဆက် EV ကားကြီးနဲ့မိတ်ဆက်ပေးတင်ပါရရှင်။ model ရတော့2024ဖြစ်ပြီးတော့ပေါ့နော် range အနေနဲ့ဆိုလို့ရှိရင်625 km ဒီမောင်းနေနိုင်ပြီးတော့ battery capacity ကတော့ SMP 1.4 kWh ဒီရရှိမှာဖြစ်ပါတယ်။ grade ကတော့ premium pro max grade အမြင့်ဆုံးဖြစ်ပြီးတော့ဗောနော grandy အနေနဲ့ဆိုလို့ရှိရင်8.2 kg အသက်သိန်းခွဲထိရရှိမှာဖြစ်ပါတယ်။ ခဲနဲ့အမဲအောင်ဆိုပြီးတော့ရွေးချယ်စရာအယောင်နေအောင်ရှိပါတယ်ဒီအမဲလေးတော့ဆော့အောင်သွားပြီပေါ့နော်ဒါမဲ့စစ်ဖူစရာမလိုပါဘူးနောက်ထပ် install လေးစီထည့်ရအောင်ပါပါအဲ့ဒီမှာ champagne ကိုးကာလာလေးလည်းပါဝင်ပါတယ် brand new ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အမီပေါက်0 kg နဲ့နောက်ဆုံးနံပါတ်လေးနဲ့ရရှိမှာပါအ EV car ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အတွင်းက fashion လေးကတော့အများကြီးပါတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ညီမနဲ့အတူလိုက်ကြည့်ရအောင်နော် ်မော်ဒယ်မင်းဖြစ်တဲ့အတွက်ကြောင့် Smacky Push တက်နေနဲ့ကဆက်နူလို့ရပါမယ်။ PRI ကိုလည်းပေါ့နော်လေတာနဲ့ပြုလုပ်ပြီးထားပြီးတော့ Volume Control Cruise Control လည်းပါဝင်မယ်။ပြီးရင်ဒီ TV Screen ဆိုရင် JBL TV Screen ဖြစ်ပြီးတော့ပေါ့နော်ကားထဲမှာရှိရဲ့ Function တော်တော်များများကိုဒီ Infotainment Screen ကနေပြီးတော့အကုန်ချိန်ကြီးလို့ရတယ်ပေါ့နော်။ပြီးတော့ဒီ Driver Seat နဲ့ Passenger Seat မှာဆိုလို့ရှိရင်လို့ရှင်အာ Seat Monitor ရေးပါမယ်။အာ Driver Back Camera ဆိုလို့ရှိရင် Seat Monitor အပြင် Seat Memory လည်းပါဝင်မယ်ပေါ့နော်။ဒီမှာထိုင်ကုန်အပူအအေးတွေကိုဒီကနေပြီးတော့ထိန်းလို့ရမယ်။ အဲကွန်ကလုတ်အတူလျှော့တယ်ပြီးတော့ STRI heating လေးပါမယ်ဒီ gear box လေးရဆိုလို့ရှိရင်ပေါ့နော်သူကထူးထူးခြားခြားလေးပေါ့တို့လေးလှည့်ပြီးတော့အသုံးပြုလို့ရတယ် driving boot အနေနဲ့ဆိုလို့ရှိရင် normal eco smoke uh, snow ဆိုပြီးတော့ပေါ့နော်အသုံးမျိုးပါမယ်360 camera uh, lane assist keep control တွေပြီးလို့ရှိရင် auto parking system ဒီပေါ့နော်ဒီမှာ apple carplay ချိန်ပြီးတော့လည်းအသုံးပြုလို့ရမယ်အဲပြီးရင်နောက်ဒီမှာပေါ့ wireless charger လေးလည်းပါဝင်ပါမယ် ိုင်ကုန်နေအားလုံးကလည်းလေတာနဲ့ပြုတ်လုထားပြီးတော့ပေါ့နော်ဒီနောက်ခါဆိုလို့ရှိရင်လည်းကြကြဝုန်းဝုန်းနဲ့ဆီးရတဲ့အခါမှာလည်းတက်တောင့်တက်တာညံ့ညံ့ညောင်းနဲ့ဆီးလို့ရမယ်အဲပြီးလို့ရှိရင် round aircon ဖြစ်မယ်ပြီးဒီအနောက်မှာအတူလို့ရမယ်တိုက်စီပေါင်းလေးတွေလည်းပါမယ်အဲပြီး panoramic roof လေးတွေလည်းပါဝင်ပါရှင်အာပြီးတော့ဒီကားမှာတုံးမိထားတဲ့ speaker တွေပေါ့နော်အာစောင်းမိုက် GPN နဲ့တုံးမိထားတဲ့အတွက်ကြောင့်ပေါ့နော်အဲတစ်ချိန်နေပိုင်းနောက်ထားတဲ့အခါမှာလည်းအတန်လုံပြီးတော့အတန်ဆူးတာမျိုးမဖြစ်သေးနဲ့ပေါ့နော်အတန်ထွက်စနစ်ကောင်းဖို့ပါရှင် ောက်ထပ်ဒီကားရဲ့ထူးခြားတဲ့ချက်ကဘာလဲလဲဆိုလို့ရှိရင်ဒီနောက်ဖုန်းပေါ့နော်ကိစ္စံနဲ့ဖွင့်လို့ရပါတယ်ဒီနောက်ခန်းကာကိုစပီရလည်းကျန်ဝင်ပြီးတော့ပေါ့နော်ဒီအထဲမှာဆိုလို့ရှိရင် EV ကားအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေပြီးတော့ level 1အတင်းချိုးလေးလည်းပါဝင်ပါမယ်ရှင် အခုညီမမိတ်ဆက်ပေးသွားတဲ့ GC Toyota B7 4A 2024 model ကားကိုပေါ့နော်စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်3996930 3996330တင်းခွဲကိုစက်တင်ဘာလမြန်ဝယ်ယူနိုင်ပါတယ်ရှင်ညီမတို့ရဲ့ရှိုးရိုးလေးစာလေးကတော့အမှတ်30 A ပြည်သာလမ်းနဲ့စိယုံလမ်းအကြောင်းရန်ကင်းမြို့နယ်မှာရှိပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်တတ